မြဲတမ်းပြီးပြည့်စုံနေရမယ်လို့ခံစားနေရပြီလားထိခိုက်ခံစားလွယ်မှုကတင့်ကိုဘလို့ပိုးတမစေပြီးပိုမိုနဲ့ဆိုင်တဲ့ဆက်ဆံရေးတွေတိဆောက်နိုင်နေဆိုတာရှာဖွေပါထိခိုက်ခံစားရတာကိုအားနဲ့ချက်လို့လူတွေကပြောတတ်တယ်ပြီးပြည့်စုံတဲ့ပုံရိပ်တွေနောက်ွယ်မှာကျွန်တော်တို့ကိုကိုကိုဖုံးကွယ်ထားကြတယ်ဒါပေမဲ့ဒီလိုဖုံးကွယ်မှုကတကယ်တော့ကျွန်တော်တို့ကိုတားဆီးနေတာပါရင်ဖွင့်ပြီးမြဝေတာကနှဆိုင်တဲ့ဆက်ဆံရေးတွေဖန်တီးပေးတယ် တဲ့အတွေ့အကြုံတွေကလုံဆုံမှုပေးပြီးကုစားမှုလည်းဖြစ်စေပါတယ်။ထိခိုက်ခံစားလွယ်မှုကိုကိုလင်းစွာလက်ခံခြင်းကကျွန်တော်တို့ကိုတိုးတက်စေပါတယ်။ကိုကိုကိုပုံမတိရှိလာစေပြီးခံနိုင်ရင်လည်းပိုရှိလာစေပါတယ်။မတတ်မတာဖြစ်နေရင်တောင်ရိုးသားပွင့်လင်းစွာနေထိုင်တာကသာစစ်မှန်တဲ့တိုးတက်မှုကိုဖြစ်ပေါ်စေပါတယ်။ပွင့်လင်းမှုဆိုတာခက်ခဲနေချိန်မှာတောင်ရိုးသားမှုကိုရွေးချယ်တာပါ။ ကိုယ့်ရဲ့ယုံကံမှုတွေကိုမျှဝေကြသူတွေဟာအားနည်းတာမဟုတ်ပဲအမခံတမာပြီးစိတ်တက်ခွန်အားပေးနိုင်ကြပါတယ်။ရင်ဖွင့်ဖို့စိတ်ချရတဲ့ပတ်ဝန်းကျင်တွေဖန်တီးကြရအောင်။နားလည်စာနာမှုနဲ့ပုံမူနားလည်တဲ့ကဘာကြီးကိုကျွန်တော်တို့တည်ဆောက်နိုင်ပါတယ်။အားလုံးတင်းစီကနေစတင်ပါတယ်။မပြည့်စုံမှုတွေကိုလက်ခံပါတင်းဇလန်ကိုမျှဝေပါတင်းဘဝကိုပြောင်းလဲလိုက်ပါ။ ီနေ့ဘလို့ထိခိုက်ခံစားလွယ်တဲ့လုံရက်တေးသေးလေးလုံးမလဲခမ်းမှန်မှာပြောပြပေးပါ